တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရဲ့ကာကွယ်ရေးဝန်ကြီးများညီလာခံဟောဘုံသဘောတူညီချက်တစ်ခုရရှိအောင်မညှိနှိုင်းနိုင်ပဲပြီးဆုံးခဲ့ပါတယ်။တရုတ်နိုင်ငံချင်တူမြို့မှာဂျွန်လ26ရက်နေ့ကကျင်းပခဲ့တဲ့ညီလာခံမှာအကြမ်းဖက်မှုဆိုတဲ့ဝါဟာရကိုဘယ်လိုရင်ညွှန်းမလဲဆိုတာနဲ့ပတ်သက်ပြီးအဖွဲ့ဝင်နိုင်ငံတွေကြားအတိတ်ပဲသတ်မှတ်ပုံသဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့်ဘူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ SCO ဆိုတာဟာ ယူရေးရှားဆက်ဆက်ရုံဝန်ဆန်နိုင်ငံစုပေါင်းထားတဲ့လုံခြုံရေးနဲ့မူဝါဒရေးရာအဖွဲ့ဖြစ်ပြီးတရုတ်ရုရှားအိန္ဒိယပါကစ္စတန်နဲ့အီရန်တို့လိုနိုင်ငံတွေပါဝင်ပါတယ်။စောင်းဦးပေါင်းမှာ SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံမှာဖြစ်ပြီးအဲ့ဒီမတိုင်ခင်မှာတော့ကာကွယ်ရေးဝန်ကြီးတွေကကန်နဦးအဆင့်အစည်းအဝေးလုပ်ခဲ့တာပါ။တချို့သောအဖွဲ့ဝင်နိုင်ငံတွေကြောင်းမှာညှိနှိုင်းလို့မရတဲ့သဘောထားတွေရှိခဲ့တာကြောင့်အိန္ဒိယဘက်ကလိုလားတင်ပြမှုတွေကိုလည်းအပြေးမတတ်နိုင်ခဲ့ဘူးလို့ အိန္ဒိယနိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိဗရန်ဟာဂျိုင်ဝဲလ်ကပြောကြားခဲ့ပါတယ်။အိန္ဒိယဟာအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့သဘောထားကိုအဆိုပြုချက်ထဲမှာထည့်သွင်းဖော်ပြခဲ့ပြီးနိုင်ငံတစ်ခုအတွက်တော့လက်မခံနိုင်စရာဖြစ်ခဲ့ကြောင်းဒါကြောင့်လည်းအဲ့ဒီအဆိုကိုမကျေညာနိုင်ခဲ့ကြောင်းသူကဆိုပါတယ်။ဒါပေမဲ့အိန္ဒိယကိုဘယ်နိုင်ငံကစန့်ကျင်တယ်လဲဆိုတာကိုတော့သူကနမမတက်ခဲ့ပါဘူး။အိန္ဒိယမီဒီယာတွေကတော့အိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဒေသမှာ ဧပြီ22ရက်တုန်းကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကြောင့်ဟင်နူကဘာလက်အခီးသွား26ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကိုအကြမ်းဖက်မှုအဖြစ်တင်ပြခဲ့ပေမဲ့ SCO ရဲ့နောက်ဆုံးညှိနှိုင်းအဆိုပြုချက်မှာဖယ်ရှားခံခဲ့ရတဲ့အတွက်အိန္ဒိယကာကွယ်ရေးဝန်ကြီးကလက်မှတ်မထိုးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။အဲ့ဒီတိုက်ခတ်မှုဟာပါကစ္စတန်ရဲ့လက်ချက်လို့အိန္ဒိယကတက်အပ်ဆွဆဲထားပြီးပါကစ္စတန်ကတော့ငြင်းဆို့ထားပါတယ်။ဒီကိစ္စနောက်ဆက်တွဲအဖြစ်အိန္ဒိယနဲ့ပါကစ္စတန်တို့ကြောင်မှာစစ်ရေးပဋိပက္ခတစ်ခုပါဖြစ်ပွားခဲ့ပြီး အိန္ဒိယကပါကစ္စတန်နယ်စပ်နဲ့ကက်ရှမီးယားမှာရှိတဲ့အစမ်းဖက်ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ကြေညာပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယတိုက်ခိုက်ခဲ့တာဟာအရက်သားပြစ်မှတ်တွေတာဖြစ်တယ်လို့ပြောပါတယ်။အစောပိုင်းတုန်းကတရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိက SCO ကာကွယ်ရေးဝန်ကြီးတွေကြားမှာဘူးရဲကြေညာချက်တစ်ခုထွက်ပေါ်လာနိုင်ဖို့အကောင်းမြင် မျှော်လင့်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အထောက်မမြောက်ခဲ့ပါဘူး။ဒါဟာမေလရုံကဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခနောက်ပိုင်း အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ထိပ်တန်းအစိုးရဝန်ကြီးတွေအစည်းအဝေးတစ်ခုထဲမှာပထမဆုံးအကြိမ်အတူတက်ရောက်ခြင်းလည်းဖြစ်လာခဲ့ပါရှင်။